ားလုံးမင်္ဂလာပါ UK Match တရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions Player တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်အခု33ရက်ပွဲကဒီ Arsenal အသင်းရဲ့ပွဲ Brentford နဲ့ Emirates မှာကစားတယ်1-1 draw ကြတယ်ဆိုတော့ဒီရဒီ draw ဆိုတဲ့ရလကနေပြီးတော့ဒီ Liverpool အသင်းဟာဒါလက်ကျန်9ပွဲမှာကိုမှရ Champion ဖြစ်ပြီလို့ပြောလို့ရတယ်ဒီ Arsenal အတွက်ကတော့ဒါဒီရဒီမှာ12ပွဲမြောက်သေးပွဲဖြစ်ပြီးတော့ဆိုတော့ဒီရဒီ MVP ချန်ပီယံဆုမှာ Liverpool ကိုစိန်ခေါ်နိုင်စွမ်း အားနေခဲ့ခြင်းသို့မဟုတ်မပြီးခင်မဖြစ်ခဲ့ခြင်းအတွက်ဆိုရင်အဲ့ဒီဓာတ်ဒီပွဲတွေကသူတို့ကိုထုံထပ်သွားလို့ပဲပြောရမယ်ပွဲနဲ့ပတ်သက်ပြီးတော့အများကြီးတွေ့လို့ပြောစရာမရှိဘူးအာဆနယ်ကစားတာလည်းပုံမှန်ပဲတာမန်ပဲဒီအရေးကြီးတဲ့ဒီချန်ပီယံစ်လီဂ်ကွာတာဖိုင်နယ်ရယ်မက်ဒရစ်နဲ့ပွဲနှစ်ပွဲကြားထဲမှာပုံမှန်ကစားသွားတဲ့ပွဲတစ်ပွဲလို့ပဲပြောရမယ်ဒါပရီးမီးယားလိဂ်မှာကတော့ Everton ကို1-1 draw ကြပြီးတော့ဒါ Brentford ကိုထပ်ပြီးတော့တည်ကြတယ်ဆိုတော့ Brentford ကိုတည်ကြခြင်းကဘာမှသိပြီးတော့ အာဆနယ်ကိုဝေဖန်နေစရာမရှိပါနဲ့မီခဲလ်အာတက်တာကိုဝေဖန်စရာမရှိပါနဲ့ဘာကြောင့်လဲဆိုအမပေးချင်မြန်စုရလားတကယ်တော့ဖြစ်မှာဖြစ်နိုင်တော့တာဆိုတော့အဲ့ဒါထပ်ပေါ်ပြီးတော့နည်းနည်းဝေဖန်ခြင်းဒါကဒီဥမာလော့စကယ်လီတို့ပြီးတော့ဘူခိုင်ယိုဆာကာတို့ဆက်ပြီးတော့အနာပေးထားမယ်အစားဟိုထည့်သွင်းလိုက်ထည့်သွင်းလိုက်တဲ့ခါကျတော့တန်ရာတွေပါလေမရပါဘူးကံကောင်းတာပေါ့တန်ရာရသွားရင်ဒါအာဆနယ်ရက်ထိုးနေချက်ပဲအာဆနယ်က တကယ်ဆိုရင်မီကယ်အာတီထာရအနေနဲ့ဒီရာတရာသီးစာပေါ့ရာတီဘိတ်ကာလရဲ့မဟာဗျူဟာချမှတ်တဲ့အခါမှာပရီးမီယာလိဖလာကကောင်းတဲ့ကလုံးဝထုတ်လိုက်တာကောင်းတယ်ပရီးမီယာလိဖလာမဖြစ်နိုင်တဲ့အရာကြီးကိုဆက်ပြီးတော့အရှုံးမပေးဘူးဆိုတဲ့စိတ်နဲ့ဆက်သွားနေသွားနေနဲ့ဂါဘရီမကဟေးစ်တန်ရရသွားတယ်ဆိုတော့ရှေ့မှာလဲကလာဖီယိုတန်ရတာထားလိုက်တော့ကလာဖီယိုတို့က ဝီးသီးလို့မျောလင်းချက်ရှိသေးလို့မျောလင်းချက်မရှိတော့တဲ့အနေထားမှာဂါဘရီမဂါဟေးစတန်ရသွားခြင်းကအာဆနယ်ကိုနစ်နာစေသလိုအခုဒီပွဲမှာလည်းဒါဂိုးမဝင်ခင်ပေါ့နော်ဒါသူ့ရဲ့ plan ပေါ့ဒါလူသားလေးဖို့ပြင်ဆင်ပြီးတော့မှအာဆနယ်ကကိုးရသွားတော့ဆိုတော့အဲ့မှာလည်းအာဆနယ်ရဲ့အထူးကကစားသမားတွေကွင်းထဲကိုထည့်ဖို့ဆုံးဖြတ်လိုက်တယ်မဆုံးနောက်ပိုင်းကဒီမီခင်မရီနိုတို့ပါဝင်လာတယ်ဆိုတော့ကျွန်တော်တို့ဒီမီခဲလ်အာတီတာရဲ့ဒီနိုင်ပွဲကိုဆက်ပြီးတော့ ယူဆောင်ခြင်းနဲ့လီဗာပူးကိုဆက်ပြီးတော့ဖိအားပေးဖို့ကြိုးစားခြင်းနဲ့စိတ်ကိုပဲဝေဖန်ခြင်းနဲ့ဒါကဒဏ်ရသွားခဲ့ရင်အာဆနယ်အတွက်ပိဆက်မှုအရင်များသွားမယ်ဆိုတော့အာဆနယ်ရဲ့ setup ကဒီဒီဘက်မှာ4-3-3အဲ့မှာမှဒီကွင်းလေမှာကျွန်တော်တို့အပြောင်းလဲတွေရတယ်အဲသောမတ်ပါတီကို right back ထုတ်ထားတယ်ဇင်ချန်ကိုက right number 8 row တက်ကစားတယ်ဒက်ကလန်ရိုက်စ်က left number 8 row ကြွက်ကြီးကဒါ single pivot အနေနဲ့ကစားတယ် ဆိုတော့ဒီဒီနေရာဒီမှာအပြောင်းလဲလုပ်ထားပြီးတော့ဒါတိုက်စစ်ပိုင်းမှာတော့ Leonardo Trossard Martinelli ပြီးတော့ဒီ Ethan Wanderi ဆိုတော့ဒီကစားသမားလေးကစားတယ်ဆိုတော့ကစားတဲ့အချိန်မှာအဓိကဒီသူ့ရဲ့ဒီ Michael Arteta ရဲ့အတွေးတွေက wide overload လုပ်ချင်တဲ့သဘောမှာတွေ့ရတယ်ပြီးတော့ positional rotations လေးတွေလုပ်တာတွေ့ရတယ်ဆိုတော့ဒီဟာကိုလည်းအရင်အသေးကြီးမကြီးလုပ်တာတော့မဟုတ်ဘူးပုံမှန်ပဲတက်တောင့်သွားတာပဲလုပ်သွားတာဆိုတော့ wide overload ဆိုတာက Martinelli ကဒီ bare ချမ်းမှာဒီ space တွေမှာကစားတယ်ပြီးတော့ဒီညာဘက်ခြမ်းမှာ Ethan Winery ကညာတောင်ပိုင်းမှာကစားနေရင်အတွင်းကို drift လုပ်ပြီးဆိုရင်ဒီညာဘက်ခြမ်းမှာဒီ half space row ကနေပြီးတော့စင်ချံကိုကဖြန့်ပြီးတော့ထွက်ပြေးတယ်အဲ့ဒီအချိန်မှာ Leandro Trossard ကဒီကွင်းလေကစားသမားတွေနဲ့အတူ lower deck zone တွေကို light ဖြည့်ပြီးတော့ overload လုပ်ပြီးရဆိုတဲ့ပုံစံမျိုးဒါ Arsenal အသင်းရဲ့အဓိက game plan ဆိုရင်မဟာပြိုနီးပြွာဆိုဟဲ့ဆိုရင်ဒီဟာကိုသွားတယ် Bradford ကရှင်းရှင်းလေးပဲသူတို့ဒီဘယ်လိုခေါ်မလဲ combat defending ပေါ့နော်ခါစစ်ပိုင်းချစ်လို့ဖို့ ਨੇ ပြီးတော့ transitional play ကနေပြီးတော့အခွင့်အရေးတွေရှာဖွေဖို့ပဲကြိုးစားကြတာတော့ဆိုတော့တပွဲလုံးမှာလည်းဒီ Bradford လည်းအကောင်းဆုံးပုံစံတော့မဟုတ်တဲ့အတွက်ပြီးတော့အထူးသဖြင့်ဒုတိယပိုင်းမှာ Arsenal ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်နေတဲ့အတွက်ကျွန်တော်ဘာမှတိတ်ပြီးတော့အများကြီးပြောစရာမရှိဘူးအဲတခုပဲဒီဘွဲမှာဒီ Declan Rice ကိုကျွန်တော်ထပ်ပြီးတော့ပုံစံကောင်းတဲ့မြင်ရတယ်အာဆင်နယ်ရောက်သွားတဲ့ဂိုးမှာ Declan Rice ရဲ့ပြေးလမ်းကြောင်း ဒီဘောလုံးတည်ဆောင်နိုင်တဲ့အရေးအသွေးပြီးတော့သူ့ရဲ့ဒီစိတ်ရှိလက်ရှိရင်းနဲ့အခြေအနေကောင်းအောင်စောင့်ပြီးတော့နောက်ဆုံးပေးလိုက်တဲ့ Killer Pass ပြီးတော့ Thomas Partey ရဲ့လမ်းကြောင်းနဲ့ရောက်ထည့်ပေးလိုက်ပြီးတော့ဒါ900သွားတယ်ဆိုတော့ဒီ900ဆိုရင် Arsenal ရဲ့ဒါတကယ်ဟိုဘယ်လိုခေါ်မလဲတကယ် Super Counter Play လို့ပဲပြောရမယ်ကိုသမားစီကနေပြီးတော့ Declan Rice တူဦးလေးအလုပ်လုပ်သွားပြီးတော့ Thomas Partey စီကို ရောက်သွားတယ်။တွန်းသွားတယ်ဆိုတဲ့ပုံစံမျိုးအချိန်အပြည့်စုံ10စက္ကန့်17စက္ကန့်လောက်ပဲကြာမယ်။ဘောလုံးထိရဲ့အနေနဲ့ဆိုရင် Declan Rice တူဦးတွေကဘောလုံး၄၅ချက်လောက်ထိသွားတာပဲရှိတယ်။ကျွန်တော်ကိုယ်သမားလွတ်ပေးလိုက်တာနဲ့ Thomas Partey ဒါ one touch one touch တည်းယူအတွန်းသွားတာ။ဆိုတော့ဒါတော့ကျင်းနေဆရာကောင်းတယ်။ Arsenal ကဒီ service related အခြေအနေကနေပြီးတော့ကိုးပြန်ပေးလိုက်ရတယ်။ဆိုတော့ West Ham တွန်းသွားတယ်။အဲ့မှာအခုဒီပွဲနဲ့ပတ်သက်ပြီးတော့တချို့ကစားသမားတွေအကြောင်းပြောရမယ်ဆိုရင်အမ Leandro Trossard Trossard ိုကြည့်ရတာတော်တော်စိတ်ကျဉ်ကျက်တယ်တော်တော်ပင်ပန်းတယ်တော်တော်ဆော့ဖဲချင်းလူပေးမလဲဖဲချင်းလူပေးမလဲဆိုတော့စောင့်ကြည့်ရတာကြည့်ရတာတော်တော်စိတ်ပြတ်ဖို့ကောင်းတယ်ပြီးတော့မာတင်နယ်လီမာတင်နယ်လီအနေနဲ့1 against 1နေကို1 versus 1အနေထားရကိုမရရအောင်ကြော်ပါလားသို့မဟုတ် line အမြင့်ကြီးမှာတက်ကစားပါလားဒါမှမဟုတ်လေဒီကိုအသင်းဖော်တွေဒီအတွက်ဆိုရင်ဒီ passing option အတွက်အဆင်ပြေအောင်လွယ်ကူအောင်ဒီ wide areas တွေကိုထွက်ပြီးတော့ဒီ passing game နဲ့မှာ flow တွေမှာကစားပါလား ဟိုတခုခုတော့ဟိုကစားနေတယ်အခုကဟိုမရောက်ဒီမရောက်ပြန်တယ်သူတို့နှစ်ဦးရပြီတော့ဂျော်ဂျီအာဆနယ်ရဲ့ဒါ positive ဘက်ကနေပြောမှဆိုရင်ဂျော်ဂျီညိုထွက်ဖို့တပွဲပို့ပြီးတော့နေလာပြီဆိုတော့ပဲပြောမယ်ဒီဂျော်ဂျီညိုကထပ်ပြီးတော့ဟိုတုံးလို့လဲအဆင်မပြေတော့ဘူးဆိုတော့အာဆနယ်ရဲ့အဓိကဒီ၃ယောက်ပေါ့နော်တဦးချင်းနေနေဆိုရင်ဒီ၃ယောက်ကတော့တော်တော်ပြည့်ပြည့်ခါခါပြောစရာရှိတယ်လီယန်ဒိုထရော့ဆာကအ ဒါမှန်ထက်ကဆိုရင်ဒီအာဆနယ်အသင်းရဲ့ပွဲတွေကိုကယ်တင်ဖို့အခုကျတော့ဒီအာဆနယ်အသင်းရဲ့ရတန်ကိုဖျက်ဆီးဖို့ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်။ဆိုတော့ဒရော့ဆာကနောက်တစ်ချက်ကပါလဲဆိုတော့ဟိုအာဆနယ်ရဲ့အခုဒါမီကယ်အာတီတာရဲ့အတိတ်ကအသင်းမှာသူမပါတော့ဘူး။အခုဒီနောက်ပိုင်းအရေးကြီးတဲ့ပွဲဆိုဒရော့ဆာကိုမယုံတော့ဘူး။ဆိုတော့အဲ့ဒီအနေအထားမှာဒီလျန်ဒရော့ဆာပုံစံကကစားတဲ့ပုံစံကလည်းစိတ်မပါလက်မပါပုံစံမျိုးသွားသွားပြောသလိုပဲသူ့စီကနေဘောလုံးတစ်ခုတခါတခါထွက်ဖို့ရှင်းရှင်းလင်းလင်း ဒီ decision making ကောင်းကောင်းလေးတခုချလိုက်ဖို့အတွက်ကိုကြည်နေကြည်နေရင်လည်းဟိုကြည်ရတာပင်အောင်ပင်မန်းနဲ့ Leonardo Trossard ကိုကြည်ရတာဆိုတော့ Martinelli Trossard Georgian ကိုဒီကစားသမားတွေကရေရှည်လည်းမလွယ်တော့ကျန်တဲ့ကစားသမားတွေကကိုရီးယားတို့လည်းအဆင်ပြေတယ်ဆင်ချန်ကိုလည်းဒါ cameo rule အနေနဲ့အခုဒါနောက်ပိုင်းပွဲလေးတွေမှာ never ပါလာတဲ့အဆင်ပြေတယ်အကျန်တဲ့ကစားသမားတွေအဆင်ပြေတယ်ဒီ Milo Scali ကို လူစားထဲတဲ့ဆုံးဖြတ်ချက်ကတော့စိတ်စိတ်ပြည့်စရာကောင်းတယ် ဆိုတော့စကယ်လီကိုကောင်းကောင်းဆက်ပြီးတော့နားပေးထားတင်သလိုဒါဘူခါယိုဆာကာရိုထည့်ထည့်တယ်မီကမရီနိုတို့ကိုထည့်တယ်ဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်းအာတီတာရဲ့ဆုံးဖြတ်ချက်ကိုဟိုတိတ်လို့ပုံမကြောက်ဘူးဆိုတော့ဒါတော့ဒီအာဆနယ်1 1ဘရန်ဖို့ပုံနဲ့ပတ်သက်ပြီးတော့သုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတယ်ဒီ UK match တင်းနဲ့ Champions League သမားအားလုံးအထူးပဲကျေးဇူးတင်ပါတယ်